တအောင်အမျိုးသားတော်လှန်ရေးရဲ့အခမ်းအနားကိုရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဆန်မြို့နယ်ဟိုမိန်ကျေးရွာမှာပြီးခဲ့တဲ့ဇန်နဝါရီလ12ရက်နေ့ကကျင်းပခဲ့ပြီးလာရှိုနန်ခမ်စတဲ့ဒေသတွေကတအောင်လူမျိုးထောင်ကနန်းနီးပါးတက်ရောက်ခဲ့ပါတယ်။တအောင်မျိုးသားလူမျိုးရေးတက်မတော် PSLF TNLA အထွေထွေအတွင်းရင်းမှုဘုံမူကြီးတာ ဖုံးကျော်ကပလောင်လူမျိုးတွေရဲ့မျိုးချစ်စိတ်ဓာတ်နဲ့တော်လှန်ရေးစိတ်ဓာတ်ကိုမြှင့်တင်ပေးတဲ့အနေနဲ့ဒီအခမ်းအနားကိုကျင်းပတာလို့ပြောပါတယ်။ကျွန်တော်တို့ 1963ဇန်နဝါရီလ10ရက်နေ့မှာကျွန်တော်စပြီးတော့မှဒီပလောင်မြူရာတမရိုကျွန်တော်စတင်ပြီးထောက်ခဲ့တယ်။အဲ့ဒီနေ့ကိုဆွဲပြုပြီးတော့မှကျွန်တော်နေထူးနေမြတ်တစ်ခုအဖြစ်ကျွန်တော်ဒါကျွန်တော်ရဲ့အဲဖိနိတ်ကိုတော်လန်တဲ့နေ့ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းပုံမှန်နှစ်ပတ်လည်ကျင်းပရမယ်ဆိုတဲ့အထိမ်းအမှန်ကျွန်တော်တို့ရဲ့လူထုကျွန်တော်တို့ရဲ့တပ်မတော်အကုန်လုံးကုမျိုးကြီးစစ်တပ်ကိုမြင့်တင်တဲ့အနေနဲ့ကုတော်လိုင်းစစ်တပ်ကိုမြင့်တင်တဲ့အနေနဲ့ပြီးတော့ကျွန်တော်တို့ဒီ အမြူရတော်လေးကာလာအပင်းထဲမှာအသက်တွေးချွေးပြီးဆက်လူတန်းခဲ့တဲ့ရဲဘော်တွေကိုကျွန်တော်ဂုံပြုတဲ့အစီအစဉ်လေးနဲ့ကျွန်တော်တို့ခန္ဓာချင်းမာရခြင်းဖြစ်ပါတယ်။အဲ့ဒီအခမ်းအနားမှာတအောင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေကစစ်ကြောင်း6ကြောင်းနဲ့စီးရေးပြချီတက်ခဲ့ကြပါတယ်။တောင်မျိုးသားတော်လိုင်းရင်ဒီအခမ်းအနားမှာညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ရှမ်းပြည်တိုးတက်ရေးပါတီ SSPB SSA ပအိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL တို့ကလည်း တဝန်လွာတွေပြေးပို့ခဲ့ပါတယ်။ကိုဒီအသက်ကိုအသက်သွေးချွေးတွေကိုဒီလိုပေးဆက်ပြီးမှပေါ့နော်မိသားစုနဲ့အဝေးကြီးအဲ့လိုတော်တွေထဲမှာကိုဒီလူမျိုးရေလွတ်လပ်ရေးရဖို့ပေါ့နော်ကိုဒီလူမျိုးကောင်းစားရေးဆိုမှအဲ့လိုမျိုးစွန့်လွတ်ကြတဲ့လူတွေရောအများကြီးရှိပါလားဆိုသူတို့အတွက်ဂုဏ်ယူမိတယ်။ဒီတော်လိုင်းရင်းနေအခမ်းအနားမှာ2013အတွင်းဖန်းစီရမိတဲ့မူရဲ့ဈေးဝအတော်များများကိုလည်းမိရှုဖြက်စီးခဲ့ပါတယ်။ တောင်မျိုးသားလူမျိုးရေးတက်မတော် TNLA ဟာအစိုးရနဲ့အပြစ်ခတ်ရဆက်ရေးသဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။